Nothing ရဲ့ headphone ကြီးကိုတွေ့ပြီးကြပြီလားမင်္ဂလာပါ Tech News ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ Nothing ကဒီနှစ်ထဲမှာတော်တော်ကိုအလုတ်လုံနေရဗျနောက်လာဆိုရင် flagship phone ထွက်မယ်ခုလည်း headphone ရဲ့ leak image တွေကထွက်လာပြီဗျလွန်ခဲ့တဲ့တစ်နှစ်လောက်ထဲက Nothing headphone 1ကိုသူတို့ရဲ့ official YouTube channel မှာပြောရသေးတယ်အခု leak image ရဲ့ design တွေကိုကြည့်လိုက်အောင် Nothing ရဲ့ design ကတော့ဒီ mainstream တော့ကိုလုံးဝမလိုက်ပဲနဲ့ signature ဖြစ်တဲ့အထဲပိုင်းတွေကိုမြင်သက်လောက်မြင်ရမယ်ဒီ Nothing headphone ကြီးကသူများတွေမြင်မှုသမျှလို့ကျုပ်ဥပုံစံအတုံးဖို့အဝိုင်းပုံစံ ွယ်မျိုးမဟုတ်ပဲနဲ့လေးတောင်ရင်အရင်တုန်းကဒီကက်ဆက်ခွေတွေမျိုးပေါ့အဲ့လိုမျိုးလှုပ်ထားတာကလည်းကျွန်တော်အထင်ပေါ့နော်ထဲကျင်တဲ့ specs တွေအတွက်နေရာပိုရသွားအောင်လည်းဖြစ်နိုင်ပြီဗျဒီ specs တွေပိုများလေ sound quality အပိုင်း ANC ဘိုင်းတွေနဲ့ပိုကျန်းနေပေါ့ဗျပုံရ type C နဲ့ audio file တွေအတွက်3.5 mm wire အပေါက်ပါတဲ့အပြင် wireless playback တွေပါပါမယ်လို့သိရတယ်ဗျဒါရီသာတကယ်ပါလာမယ်ဆိုရင်တော့ဒီကောင်ကတော်တော်ဟုတ်နေပြီးတော့ဘေးနားခလုတ်လေးတွေကလည်း mechanical လိုမျိုးအပြင်ပေါ့နော်ပုံစံလေးတွေကနည်းနည်းစမ်းတယ်ဆိုတော့မိုက်မယ်လို့ကျွန်တော်ခံစားမိတယ် audio quality ကိုလည်း AEF ဆိုရဲကျွန်တော်ဒီ Britain Audio Fire Brand နဲ့ collaboration လုပ်တော့မှာဆိုတော့အတန်ပိုင်းတွေက premium တော်ဆန်လာတော့မှာ Nothing Headphone 1ကဒီ retro design ကိုမှ premium ဆန်တဲ့ sound quality နဲ့ရမှာဆိုတော့ဘယ်လိုထင်ကြလဲ